်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ TVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တာစီကလောလမ်းမိုင်းကကြွက်တက်ဆုံစစ်စေးကိမှာလူတူချင်းရဲ့မှတ်ပုံတွေနမတ်ကိုဆော်ဝဲတဲ့ရိုက်ထဲစစ်စေးတဲ့ PSMS စနစ်အသုံးပြုပြီးစောင့်ကြည့်စစ်စေးတာတွေတင်းတင်းကြပ်လှုံ့ဆောင်နေရလို့ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့ခီးသွားတွေဆီကနေသိရပါဗျာ တာစီမြို့နယ်မှာဖွင့်လှစ်ထားတဲ့ကြွယ်တက်ဆုံစစ်ဆေးဂိတ်အနေနဲ့အရင်တော့ X-ray ဆက်နဲ့ရှမ်းပြည်နယ်ဘက်ကနေလာတဲ့ယင်းတွေကိုမူးယစ်ဆေးသဲဆောင်တာရှိမရှိအဓိကစစ်ဆေးတဲ့ဂိတ်ဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့ခီးသွားတွေကို PSMS ဆနစ်နဲ့စစ်ဆေးတာတွေပို့ပြီးတော့လုပ်လာတယ်လို့ဆိုပါတယ်အဲဒီနောက်မှာတော့နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ပြစ်မှုကျူးလွန်ထားတဲ့ဆိုပြီးလူငယ်ပိုင်းတချို့ဖမ်းဆီးခံရတာရှိတယ်လို့အဲ့ဒီစစ်စီကိတ်အနီနာကဈေးတဲ့တယောက်ကပြောပါရယ် စစ်ကောင်စီကအခုနောက်ပိုင်းစစ်စေးရေးဂိတ်တချို့မှာ PSM စနစ်နဲ့စောင့်ကြည့်စစ်ဆေးတာတွေလုပ်နေတယ်လို့မြို့နယ်တချို့မှာလည်းဟိုတယ်နဲ့တဲခိုကန်းနေစီကနေတဲခိုသူတွေရဲ့ကိုယ်ရေးအချက်လက်တွေကိုရယူပြီး PSM စနစ်နဲ့စစ်ဆေးတာတွေရှိနေပါတယ်။အဲဒီလိုစစ်ဆေးတာကစစ်ပြေးရဲပြေးရဲဘက်ပြေးတရားခံပြေးနဲ့ PDF တွေကိုဖမ်းဆီးနိုင်မှုအတွက်ဆိုပြီးစစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေပေးပို့ထားတဲ့ညွှန်ကြားစာတွေမှာဖော်ပြထားပါတယ်ရှင်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမြို့မှာရှိတဲ့တဲချောင်းကျေးရွာအပါအဝင်အနီးနားကရိုဟင်ဂျာကျေးရွာတွေကနေရိုဟင်ဂျာ300နီးပါးကိုစစ်တပ်ကစစ်ကားတွေနဲ့ခေါ်ဆောင်သွားပြီးစစ်တပ်တန်းပေးနေတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါရယ်ကေခိုင်သတင်းပေးပို့ထားတာပါရှင် ပြီးခဲ့တဲ့အော်တိုဘာလ28ရက်နေ့မနက်9နာရီလောက်မှာစစ်တွေမျိုးသေးချောင်းကျော်မှာရှိတဲ့ဘုံကြီးကျောင်းရှိမှာစုရထားပြီးစစ်တပ်ကစစ်ကားတွေနဲ့ရိုဟင်ဂျာ300နီးပါးကိုခေါ်ဆောင်တော့တာတွေ့ရှိခဲ့ရတယ်လို့မျက်မြင်တွေ့ရှိတဲ့စစ်တွေဒေသခံတွေက ပြောပါတယ်။အဲဒီလိုရိုဟင်ဂျာတွေကိုစစ်တပ်ကမနက်တိုင်းလာခေါ်နေတာနည်းနည်းချီအောင်ကြာနေပြီဖြစ်ပြီးသူတို့ကိုအခြေခံစစ်တင်တဲ့တွေပေးနေကစစ်မှုထဲဖို့ခေါ်ဆောင်တော့တာတွေလည်းရှိနေတယ်လို့သိရပါတယ်။ဘုန်းတော်မမေကလာရောက်ပေါ်တော့ ဆိုင်ကောင်ဝင်တော့လာတယ်။ရသောကလုံးလုံးမခိုင်းဘူး။လူဟင်းကြအယောက်300လောက်ကိုစစ်သားဝတ်တွေနဲ့ခေါ်သွားတယ်။သူတို့ကိုစစ်တနန်းပေးတယ်။ပြီးရင်အလုပ်လုပ်ဖို့ခိုင်းပါတယ်။တဲချောင်းဖုန်ကြီးချောင်းရှိကနေလာတင်သွားတာ။ညဘက်ဆိုရင်သူတို့ကိုပြန်လာပို့တာတွေရှိပေမဲ့စစ်မှုထမ်းဖို့ခေါ်သွားတာတွေလည်းရှိနေတယ်။အထဲမှာတည်တဲ့သူတွေလည်းရှိတာပေါ့။ပြီးရင်ဂိတ်တွေမှာအဆောက်အအုံနဲ့ထားဖို့ခေါ်သွားတာတွေလည်းရှိပါတယ်။နေတိုင်းလိုလိုခေါ်သွားပြီးတော့ခိုင်းစရာရှိတာခိုင်းပြီးရင်ပြန်လွှတ်လိုက်တယ်။ မန်စီတို့အောင်တိုင်းတို့မှာစစ်တပ်တပ်စခန်းတွေရှိတယ်လေအဲ့ဒီမှာတန်တန်းပေးတာတွေကတုတ်ချင်းတူးခိုင်းတာတွေဘန်ကာဆောက်ခိုင်းတာတွေလည်းရှိနေတယ်အဲ့ဒီစစ်တပ်နဲ့ပင်းနေတဲ့ရိုဟင်ဂျာတွေကိုမန်စီနဲ့အောင်တိုင်းကျောမှာရှိတဲ့စစ်တပ်စခန်းတွေကိုခေါ်ဆောင်တော့ပြီးစစ်တပ်နဲ့ပင်းနေတယ်လို့စစ်တပ်စခန်းတွေကိုဂိတ်ဆောက်ခိုင်းတာတပ်စခန်းတွေတိုးချစ်ဆောက်လုပ်တာဘန်ကာတွေတူးခိုင်းတာတွေပြုလုပ်ခိုင်းနေတယ်လို့သိရပါတယ် ဒါအပြင်စစ်တပ်ကတေချောင်းတပိုင်းမဲစည်းအောင်တိုင်းစတဲ့လမ်းတစ်လျှောက်မှာလုံခြုံရေးတွန်းမြင့်ချထားပြီးလမ်းတော်လဲလာပြည်သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆင်မှုတွေပြုလုပ်နေတယ်လို့ဆိုထားပါတယ်စစ်တပ်ကခုလိုမျိုးအတင်းအဓမ္မစစ်မှုထန်ခိုင်းတာနဲ့အလုပ်လုပ်ခိုင်းနေတာတွေကိုကန့်ကွက်ချုံချပါရဲ့လို့ရခိုင်ဒေသခံရိုဟင်ဂျာတွေကပြောဆိုကြပါရဲ့ ါကတော့မလုတ်သိဘူးဒီလိုလုံတဲ့ဟာတွေကိုကျွန်တော်တို့မောင်းတော့မှာပုတိတော်မှာလုတ်ခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်အခုစစ်တွေမှာအဲလုံနေပြီဆိုတော့ဒါကိုကျွန်တော်တို့ကအခက်ခွက်တယ်ရှုပ်ရှားတယ်ဒါဒါလုတ်လို့မရဘူးဆိုတဲ့ဟာကျွန်တော်တို့ပါလဲရတဲ့နေနဲ့ကျွန်တော်တို့မြန်မာပြည်သူတွေကိုရောကပ္ပာကိုရောရှားပြဖို့လိုတယ်ဒီလိုအယက်သားတွေကိုအဲ့လိုအထင်အထင်အရမစိမှုထိုင်ခိုင်းတဲ့ဟာတွေပြီးတော့အထင်အရမအလိုခိုင်းတဲ့ဟာတွေကျွန်တော်တို့ကဘယ်လိုမျိုးဖြစ်ဖြစ် ကျွန်တော်တို့ကအဲ့ဒါကိုလက်မခံဘူးမနစ်သက်ဘူးစခစကဒါသူတို့ရဲ့လုံနေကြပုံစံလိုပြီးသွားတယ်အဲ့ဒီစစ်တပ်နဲ့ပေးဖို့ခေါ်ဆောင်ခရရတဲ့ရိုဟင်ဂျာ300နီးပါးဟာစစ်တွေမျိုးရှိတေချောင်းကျော်၊ဘူးမေကျော်၊တပိုင်ကျော်အပါအဝင် အနေအနာရှိရိုဟင်ဂျာကျော်တွေကဖြစ်ပါတယ်။လက်ရှိစစ်တွေမျိုးနယ်မှာလည်းအခုရပါအတွင်စစ်တပ်နဲ့အရခတက်တော်အေတို့အကြားလက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေပိုပြင်းထန်လာနေပြီးစစ်တပ်ကတေဆုံးတာတွေလည်းပိုများလာနေပါတယ်။ ကျွန်မကေခိုင်ပါဂျပန်ဝန်ကြီးချုပ်ဆာနာအဲတက်ခအီချီကအမေရိကန်နဲ့သဘောတူညီချက်ရရှိထားတဲ့ဒေါ်လာ950ဘီလီယံတန်နဲ့ယင်းနှမြုံနယ်မှုအစီအစဉ်ကိုပြန်ညှိနိုင်မှုအစီအစဉ်မရှိဘူးလို့နိုဝင်ဘာလ1ရက်နေ့မှာပြောလိုက်ပါတယ်။ ဝင်ကြီးချုပ်ပြောင်းလဲသွားရင်တောင်မှအစိုးရအချင်းချင်းသဘောတူညီချက်တွေကိုမပြောင်းလဲသင့်ဘူးလို့တခတ်ဤချစ်ကသတင်းတောက်တွေကိုပြောပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ထိပ်သီးအစည်းအဝေးအပဝင်တန်တမန်ရေးရာသတင်းဘက်ကုံဆုံးချိန်မှာသူကအခုလိုပြောလိုက်တာပါ။ကုံသွယ်ရေးသဘောတူညီချက်ရဲ့အသေးစိတ်အချက်လက်တွေကိုမထုတ်ပြန်ရသေးလို့တောင်ကိုရီးယားကအမေရိကန်နဲ့လက်မှတ်ရေးထိုးခဲ့တဲ့ကုံသွယ်ရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးတခအီချစ်ကမှတ်ချက်ပေးဖို့ညွှန်းဆိုခဲ့ပါဗျ။ မြတ်တမှုမရှိဘူးလို့ထင်ရပြီးဂျပန်နိုင်ငံအကျိုးစီးပွားကိုထိခိုက်စေတဲ့အခြေအနေတစုံတရာပေါ်ပေါက်လာခဲ့ရင်အမေရိကန်အစိုးရနဲ့အခွန်ကိစ္စပြန်လည်ညှိနှိုင်းမှုကိုဆွေးနွေးလိုက်မယ်ဆိုပြီးတော့ပြီးခဲ့တဲ့လကဝန်ကြီးချုပ်မဖြစ်ခင်ကတာခိုက်အီချီကပြောခဲ့ပါတယ်။သဘောထားတင်းမာတဲ့ရှေးယိုဆွဲတာခိုက်အီချီကဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်အဖြစ်နဲ့ရွေးကောက်တင်မြောက်ခံရပြီးအမျိုးသမီးတွေအတွက်နိုင်ငံရေးဥပစာအတားအဆီးကိုလည်းချိုးဖြတ်နိုင်ခဲ့သလိုနိုင်ငံကိုလည်းမှန်ကန်တဲ့လမ်းကြောင်းစီကိုဥတီစေခဲ့ပါဗျာ တာခအီဂျီကတောင်ကိုရီးယားခီးစဉ်မတိုင်မီတိုကျိုမြို့တော်မှာထရန့်နဲ့ပထမအဆုံးအကြိမ်နှစ်နိုင်ငံကြားတွေ့ဆုံဆွေးနွေးခဲ့တာပါထရန့်ရဲ့ခီးစဉ်အတွင်းမှာခေါင်းဆောင်တို့ကဂျပန်အမေရိကန်မဟာမိတ်အဖွဲ့ရဲ့သမိုင်းအသစ်တစ်ခုကိုတည်ဆောက်နိုင်ဖို့မျှဝေထားတဲ့ကတိကဝတ်တွေကိုရှင်းရှင်းလင်းလင်းအတည်ပြုနိုင်ခဲ့တယ်လို့လဲတာခအီဂျီကပြောသွားပါတယ်ရှင် အမေရိကန်ပြည်အောင်စုဟာပင်လယ်ရေချောင်းဆိုင်ရာလွတ်လပ်ခွင့်ကိုတရားစွာကာကွယ်နိုင်မှုအတွက်တောင်တရုတ်ပင်လယ်ပြင်မှာတရုတ်နိုင်ငံရဲ့လှုပ်ရှားမှုတွေကိုအလုံးကိုနီးနီးကပ်ကပ်စောင့်ကြည့်သွားမယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးကပြောကြားလိုက်ပါတယ်။နိုဝင်ဘာလ၁ရက်နေ့ကမလေးရှားနိုင်ငံမြို့တော်ကွာလာလမ်ပူမှာကျင်းပတဲ့အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့အလွတ်တဘောအစည်းအဝေးပွဲမှာအမေရိကန်ကာကွယ်ရေးဝန်ကြီးကသူ့ရဲ့အဖွဲ့မိန်ကုန်းမှာပြောသွားတာပါ။ ဗေဂျင်းကသူ့ရဲ့မြေပုံပေါ်မှာရှိတဲ့မြင်းနှကြောင်းကနေတဆင့်တောင်တရုတ်ပင်လယ်တစ်ခုလုံးနှီးပါးကိုအချုပ်ချာအာဏာပိုင်အဖြစ်နဲ့တောင်းဆိုထားတာဖြစ်ပြီးအဲ့ဒီမြင်းဟာဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်နဲ့ဗီယက်နမ်တို့ရဲ့တီးတန့်စီးပွားရေးဇုန်တွေရဲ့အစိပ်ပိုင်းနေတယ်ထပ်တူကြနေပါတယ်တရုတ်ကအဲ့ဒီတောင်းဆိုမှုတွေကိုအကောင့်ထည့်ဖို့ဖို့ကန်ယူရန်စောင့်တက်ကိုချထားပြီးဖိလစ်ပိုင်တင်မောတွေနဲ့လည်းအကြိမ်ကြိမ်ထိတိုက်တွေ့နေပါတယ်မလေးရှားနဲ့ဗီယက်နမ်တို့ရဲ့စွမ်းအင်လုပ်ငန်းတွေကိုလည်းအနှောက်အယှက်ပေးတယ်လို့ဆွဆွဲခံထားရပါတယ် အမေရိကန်ကာကွယ်ရေးဝန်ကြီးကတောင်တရုတ်ပင်လယ်မှာတရုတ်နိုင်ငံရဲ့ကျယ်ပြန့်တဲ့နယ်မြေနဲ့ရေချောင်းဆိုင်ရာတောင်းဆိုမှုတွေကသူတို့ရဲ့အငင်းပွားမှုတွေကိုငြင်းချမ်းစွာဖြေရှင်းဖို့ဂရီကူဘိုတင်နဲ့စန့်ကျင်ဘက်ဖြစ်နေတယ်လို့ပြောဆိုခဲ့ပါတယ်ရှင်။ TVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်ဒီပါ